အားလုံးပဲမင်္ဂလာအောင်ကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကိုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းရတော့လိုင်းတရားကကုမှုဖြစ်ပွားခဲ့တဲ့ဒေါ်ကြီးရဲ့အကြောင်းကိုစုံစမ်းတင်ပြလာတဲ့ဒေါ်မိုးခန်ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှဒေါ်မိုးခန်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့စုံစမ်းတင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ရောက်ရှိနေတာကရှေ့ပြည်သာမြို့နယ်ဒီဘယ်ရက်ကွက်လဲဟွာ28ရက်28ရက်ကွက်မှာရှိတယ်မနေ့ကဟိုဒီဟွာနိုင်သားရကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဟိုပျက်စီးခိုးယူထားတဲ့ဒီဟိုပေါ့နော်ဒေါ်ဝါဝါလိုင်းရဲ့ဆိုင်မှာပျက်စီးတွေ့တာသူပျက်စီးခိုးယူထားတဲ့အမ နော်အခုဆွဆွဲပြီးတော့ line မှာမှာရိုက်နေခံထားရတဲ့ဒေါ်ရခိုင်မခေါ်နာမည်ကဘာလို့လဲမသိဘူးဒေါ်မြင့်မြင့်ဆန်အိမ်ကိုကျမတို့ရောက်ရှိနေပါတယ်နော်ကျမရောက်ရှိနေပါတယ်ဒီမှာသူ့ရဲ့မိသားစုဝင်တွေတွေ့ရှိနေပါတယ်နော်ညာလေးကိုအဲတတဲ့အဲထဲထဲဝင်မာလို့ကြောက်ပါရှင့် တော့မီတော်တော်မင်းရဲ့စံခေါ်ဘာကြိုင်မနေရခန်းလေးပါအခုဒီမှာကျမလာရောက်ပြီးတော့အမှန်တရားပေါ်ပေါက်ဖို့အတွက်ကျမရဲ့မိဘပြည်သူတွေကိုအမှန်တရားကိုကျမသိစေခြင်းတဲ့အတွက်ကျမလာရောက်ပြီးတော့မင်းမြန်းချင်းဖြစ်ပါတယ်ဒါရပ်ပတ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့သူ့ရဲ့တော့ရခိုင်မရဲ့သားသမီးတွေပေါ့နော်သားတွေပါရှိပါတယ်သားခဏလေးပေါ်ပေါက်ဖြစ်ပြီးပြန်ခိုင်းလိုက်နော်မင်းတို့တရားကြော်မယ် ကျမတို့ငုံဟိုင်ဖြစ်ပါတယ်အမကဒီရပေါ်မှာပါလဲမသိဘူးရှင်ကျမတို့မဟုတ်ဆောင်ဘူးပေါ့ကျွန်တော်ကတော့ကလေးတွေငယ်မှာဒီကတိကဆောက်ချောက်ကြီးမှာလုတ်ခဲ့ဘူးだပေါ့နော်ဒီတမိုင်တောင်နားလိုက်တယ်ပေါ့ဒါပေမဲ့ဒီနားမှာတော့ဘူးချင်းချင်းနေပဲလူတက်နဲ့တောင်ခင်ကြောက်နေကြရတာပဲပေါ့အမရဲ့ဟိုနာမည်လေးတစ်ချက်လောက်ဒီဒီဟိုကလည်း တော်နီလာတော်နီလာပေါ့နော်အခုဒီမှာပဲနေတာပေါ့နော်နားမှာပါဟုတ်လားဒီအခုဒေါ်ရခိုင်မနဲ့ပတ်သက်တာလေးတွေကိုဘာနဲ့ပတ်သက်မှုရှိလားမနဲ့ညီအစမျိုးတော်လားရှင်သူမျိုးလည်းမတော်ဘူးဒီလိုပဲမြင်တွေ့နေတာနေပဲအခုဒေါ်ရခိုင်မနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပေါ့နော်ဒီပြဿနာကြီးဖြစ်သွားတယ်နောက်ပြီးတော့အခုအဓိကကကလေးပေါ့ကလေးကိစ္စမှာဒေါ်ရခိုင်မကသူများကလေးကိုပို့ပြီးတော့ဒီဟာတွေကိုလှောက်စားပါတယ်တခြားသောနေရာတွေမှာပြစ်မှုကျူးမှန်ပါတယ်ဟိုဒီကလေးကို ခိုးပြီးတော့ဒီဟာကိုသွားပြီးတော့လောက်ဆောင်ပါတယ်เนาะဒီဒီဆိုင်မှာတက်တာဒီဆိုင်မှာဒီခလေးကိုမိဘစီရမသိဘဲနဲ့ခိုးပြီးတော့သွားရောက်ပြီးတော့လောက်ဆောင်ပါတယ်နောက်ပြီးတော့တချို့မျိုးစုံဖတ်နေတာပေါ့ရှင်မီဒီယာတွေမှာနောက်ပြီးတော့တနေ့ကို2000ပေးပြီးတော့ခေါ်ပါတယ်ဆိုပြီးတော့ပြောတယ်နောက်ပြီးတော့ဒီကလေးပိုင်ရှင်အမျိုးသမီးရကောပထမပိုင်းမှာသူကပြောကြားခဲ့တဲ့ဟာလေးတွေရှိတယ်เนาะဒီသူ့ကလေးကမနက်ပိုင်းဆိုရင်ဟိုဒီသူ့ကလေးကပျောက်သွားတယ်เนาะပျောက်သွားတယ်ဟို ဒီမနက်ပိုင်းကိုလာခေါ်သွားတယ်နေ့ကညရင်ပြန်လာပို့သွားတယ်အဲ့ဒါတွေကိုသူသိရပါတယ်ဆိုပြီးပြောထားတယ်ပထမ like လေးမှာနောက်ပိုင်းဆက်ပြောသွားတာကဒီအခုဒေါ်ရခိုင်မကအဲ့ဒီအမျိုးသမီးကအဲ့ဒီကလေးပိုင်ရှင်အမျိုးသမီးကသူနဲ့အမျိုးတော်တယ်ဆိုပြီးတော့ဝန်ခံထားပါတယ်သူရဲ့ဒါပါပဲ အဲ့ဒီခလေးပိုက်ရှင်နဲ့ပတ်သက်ပြီးတော့ခလေးမိရာနဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးတော့အခုအပြင်မှာမိဘပြည်သူတွေမှာတန်ရရတွေကဒုရတွေဖြစ်နေကြတယ်နော်ဒီတော့ရခိုင်မကအချိန်တိုင်းကကအပြင်မှာခလေးတွေကိုအကြောင်းပြပြီးပို့ခဲ့တယ်တင်းမှုတွေကျွလွန်ခဲ့တယ်ဆိုတဲ့ဟာတွေကိုနော်အဲ့ဒီဟာတွေကိုအခုတော့ရခိုင်မနဲ့ကျွန်မလာရောက်တွေ့ဆုံတာပါအမတို့ကအခုတော့ရကျွန်မရောက်နေတဲ့အချိန်မှာတော့ရခိုင်မမရှိဘူးပေါ့နော်ဘယ်ရောက်နေတယ်လဲရှင်ဒီဟာကတော့ရခိုင်မနဲ့ဘာတော်လဲသိချင်တယ်မသား နော်ဟိုဒေါ်ရခိုင်မိုင်မှာတားပနေရောက်ရှိတယ်တားသမီးဒီတယောက်တားသမီးလက်ရှိဟိုဟာ3ယောက်ရှိတယ်3ယောက်ကတယောက်ကသေသွားတယ်အကြီးမားကတော့အခုဘယ်ရောက်နေမှန်းမသိဘူးမောင်လေးကအခုဒေါ်ရခိုင်မိုင်နဲ့လက်ရှိအတူနေတာလားမနေဘူးဟုတ်လားမနေဘူးတားရင်ပေါ့အခုဒီအခုဒေါ်ရခိုင်မိုင်ပေါ့နော်မောင်လေးအမေဖြစ်သွားတဲ့အပေါ်မှာဒီခလေးလေးနဲ့ပတ်သက်မှုကိုမအောင်တစ်ချက်လောက်ပြောပြပါအောင်အပြင်မှာကတို့လောတို့လောနဲ့ပြောနေကြတယ်။ဘာပြီးသူလဲအမှန်တရားပဲသိစေချင်တယ်နော်။အမှန်တရားဥပဒေထမ်းမှမြည်သူနာမရှိစေရဘူးနော်။ အမကမိဘပြည်သူတွေကိုချပြနေတာကျွန်တော်ပြောပြမမမမရဒါကျွန်တော်ရဲ့အမေဟုတ်ကဲ့ပါအခုကျွန်တော်လက်ရှိယူထားတဲ့ကျွန်တော်မိန်းမဘက်ကပါလာတဲ့တမီးတမီးကညီမငွေတဲ့ကလေးမိန်းမရဲ့တမီးမရပါဘူးမရပါဘူးတမီးအဲ့တမီးကနေမွေးတဲ့ကလေးလေးကလေးလေးဟုတ်ကဲ့မိရမတော်ချင်လဲရဘယ်လိုလဲတော့မတော်ချင်လဲရတော်ချင်လဲရ မတော်ဘူးပေါ့မိအမိန်းမဘက်ကမောင်လေးနဲ့မွေးထားတဲ့သွေးသားမဟုတ်ဘူးမောင်လေးမိန်းမဘက်ကမှပါလာတဲ့အရင်အိမ်အောင်ရဲ့ပါလာတဲ့သမီးရဲ့ကလေးဆိုရတဲ့ဆွေမျိုးကတော်လို့မရဘူးတခြားစီပဲနော်ဒါပေမဲ့ဒီပတ်သက်မှုလေးပြောပြပါဦးပတ်သက်မှုကဒီကလေးကိုကျွန်တော်အမေကခေါ်တယ်ပေါ့ချောက်ပေးတယ်ရေမိုးချိုးပေးတယ်သူသွားလိုက်အောင်ခေါ်သွားတယ်သူတို့လည်းထဲ့တယ်အခုလက်ရှိကျွန်တော်သူ့အမေလည်းကျွန်တော်မိန်းမဒီကောင်မလေးရဲ့အမေလည်းတိတယ် ပါဝင်ရင်အကုန်လုံးပြီးတယ်။ဒါမှတရွာလုံးမာကြီးမယုံဘူးကျွန်တော်ပြောတာမယုံဘူးဆိုလို့ချင်းတရွာလုံးလိုက်မေးလို့ရတယ်။အဲရွယ်တဲ့ခေါ်လာတာလေနှစ်လားနှစ်လားတော့ကြော်ပြီးကျွန်တော်အမိလက်ထက်မှနေနေတယ်မနေကျွန်တော်လက်ထက်မှနေတယ်သူတို့ကဈေးရောင်းတယ်အခုလက်ရှိအဲ့မျိုးသမီးနဲ့ရောခလေးပိုင်ရှင်ပေါ့နော်အဲ့မျိုးသမီးနဲ့ရောမောင်လေးနဲ့ရောလက်ရှိတရားဝင်ပေါင်းသိနေပါသလား ဟုတ်ကျွန်တော်မိန်းမနဲ့ဟုတ်ကဲ့ပေါင်းတယ်ကျွန်တော်မိန်းမနဲ့ကျွန်တော်ပေါင်းတယ်အဲ့ဒါဆိုရင်သူကအခုအမတို့ဒီမီဒီယာတွေမှာတက်ထားတယ်နော်ကလေးလေးပိုက်ရှင်မျိုးသမီးလေးရနော်သူကဒီမျိုးသမီးကိုပထမသူလိုက်ပြောထားတာလေသူကလေးကပြတ်သွားပါတယ်ခေါ်သွားပါတယ်ဆိုပြီးတော့နောက်ပြီးတော့ဒီကလေးလေးကိုမနဲ့ခေါ်သွားတယ်နေကင်းလာပို့တယ်ကျမတို့ကအဲ့ဒါပဲသိရတယ်ဆိုပြီးတော့သူကပထမပြောင်းပြောထားတယ်ပြောပြီးတော့နောက်ပိုင်းစတာတဲ့အခါမှာဒီကလေးလေးကဒီကလေးလေးကဒီတော်ရခိုင်မကိုရင်းနှီးတဲ့အတွက်ဟိုအမေလိုလက်ခေါ်တယ်နော်အမေလိုလက်ခေါ်တယ်အဖွားလိုလက်ခေါ်တယ်ဆိုပြီးတော့သူဝန်ခံထားတယ် เนาะဝင်ခံလာတဲ့ပုံမှာနောက်ပြီးတော့ဒီကလေးလေးကဒီဒေါ်ရခိုင်မကအခုသူပြောထားတဲ့ပုံမှာပေါ့เนาะဒီနေ့ရင်းနေ့ရင်းလာလာပို့တယ်ဆိုတဲ့ဟာကသူပြောလာတဲ့စကားတွေအရှင်းအောင်မမြင်ဘူးအဲ့လိုမဟုတ်ဘူးခေါ်တာအခုကျွန်တော်မေအဝိရှောက်သားမေဒီကလေးကိုသူတို့အိမ်မှာဝင်ခေါ်တယ် ဟိုသူတို့လည်းတည်သူလို့သူတို့မတည်တာလည်းရှိတယ်အခုအခုနဆက်ကလေးပေါ့နော်ကျမတို့ကဒီခိုးတဲ့သူကိုကျမတို့ကာဝယ်ပေးတာမဟုတ်ဘူးနော်ကာဝယ်ပေးတာမဟုတ်သူ့ဥရင်နဲ့သူကသူအေးအေးယူပလိုက်စေသက်ဆိုင်ရာနဲ့ဥရင်နဲ့အေးအေးယူပလိုက်စေဒါပေမဲ့တစ်ဖက်ကအခိုးခံထားတဲ့ပိုင်ရှင်ကဟိုဒီဥရင်မင်းမဲ့ဆိုင်ရိုက်ဆန်ကလုံလိုက်တဲ့အတွက်သူ့ရဲ့ဒေါသအရာမင်းမဲ့ဆိုင်ရိုက်ဆန်ကလုံလိုက်တဲ့အတွက်ကျမတို့ကဒါကိုအမှန်တရားဖြစ်စေဖို့အတွက်ကျမတို့နိုင်ငံမှာဒါမျိုးလုပ်လို့မရပါဘူးရှင်ဥရင်နဲ့ဥရင်မဲ့တဲ့တိုင်းပြည်မှုတွေကကျမတို့ကဒီဟာကိုလိုက်ပါပြီးဆောင်ရခြင်းဖြစ်တဲ့အထူးသဖြင့်အပြစ်မဲ့တဲ့ကလေးန เนาะဒီကလေးပေါ်မှာလုံလာရတဲ့အတွက်เนาะကျမတို့ live ပါကိုဆောင်ရွက်ရခြင်းဖြစ်တယ်အခုဒါကကလေးမေလည်းမရှိသေးဘူးเนาะမိပါတယ်မိပါတယ်ပြီးလို့ရှိရင်ကျမတို့မိပါတော့အဲ့မင်းမြန်းမှာပါเนาะတရားကိုဒီကလေးနဲ့ပတ်သက်ပြီးတော့အမှုတွေလုပ်ချင်လားကလေးတောင်ရဥပဒေရအမှုလုပ်ချင်လို့ရှိရင်ကျမကဥပဒေအတိုင်းကုညီလုံဆောင်ပေးသွားမယ်ကုညီဆောင်ရွက်ပေးရမယ်လိုအပ်တဲ့ဒီရှင်းလေးပါတရားစာကျမတို့ဘက်ကအပြည့်စုံကဟိုဒါကကုညီဆောင်ရွက်ပေးသွားမယ်เนาะဒါပေမဲ့ကလေးကိုပဲကျမတို့က ကလေးနဲ့ပတ်သက်တဲ့ကိစ္စကိုပဲကျွန်တော်တို့အကူအညီဆောင်ရွက်ပေးမှာနော်ဒီဒွန်ရခိုင်မကျူးလွန်ခဲ့တဲ့ဆိုတော့ဟိုပိုင်ရှင်းကပြောထားတယ်နော်သူမှ CCTV မှတ်တမ်းမှရှိတယ်ဆိုတော့ခိုးထားတဲ့ဟာဒီခိုးမှုကိုတော့ဒါကျွန်တော်တို့ကအကူအညီဆောင်ရွက်ပေးမှာမဟုတ်ဘူးတပတ်ကတရင်လိုကတရားအမှုဖွင့်ပြီးတော့သူလုပ်တဲ့ခိုင်သူတားသိတဲ့ပြစ်ဒဏ်ကိုသတ်သူခံရမှာသူလုပ်ခဲ့တဲ့ဒဏ်ကိုသူခံလိုက်စေဒါဒီပိုင်းမှာကျွန်တော်တို့အကူအညီမှာမဟုတ်ဘူးနော်ဟိုဥပဒေအထက်မှာမြည်သူများမရှိစေရကိုလုပ်ခဲ့ရင်ကိုခံရမှာ ပြင်းမရှိတဲ့ကလေးငယ်လေးပေါ်မှာဒီလိုပုံစံမျိုးလုပ်ခဲ့တဲ့အတွက်ကလေးသူငယ်ဥပဒေအရမိဘကဒီသက်ဆိုင်မှုမိဘတွေကမကျေနပ်ဘူးဆိုရင်ကျမတို့ကဒီမှုကိုလိုက်ပါဆောင်ရပေးမယ်ကုညီပေးမယ်เนาะအမှန်တရားဖြစ်စေဖို့အတွက်เนาะရပြီလားဟုတ်ပါဘူးညစမဆန်းညစမခဏကြလားအဲ့ခဏကြလားခဏလေးအဲ့မှာရဟိုအမကြီးဒီအခုဒါမှဒီရက်ွက်မှနေတဲ့သူဆိုတော့လေနံပါတ်လေးတစ်ချက်လား တော်မီလာနော်အခုဒီဒေါ်ရခိုင်မနဲ့ပတ်သက်တဲ့သတင်းတွေကိုအပြင်မှာအခုကြားနေရတာမှတို့လည်းသိကြပါဘောနော်လူမှုကွန်ရက်မှာဒီမီးမွေးဆောင်တဲ့ခုပြောလာတဲ့ပုံမှာကျမတို့ကိုဘယ်လိုများဒါလေးကိုအမှန်တရားကိုကျမတို့ကိုဟိုပြည်သူတွေသိအောင်ပြောပြပြပါရှင်မှန်တရားဆိုတာတော့သူကအပြင်မှာလှုပ်ရှားတယ်လို့တော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ခတဲ့မှာမလှုပ်တာတော့ကိုကသိတယ်အဲဒီမှာသူအပြင်မှာကျူးလွန်ခဲ့ပါသလားဒါကတော့ကိုကမသိဘူးပေါ့မသိဘူးမသိဘူးပေါ့နော်သူကစတဲ့မှန်တရားလို့မြင်လာတော့လို့သွားတယ်ဆိုတာအဲ့ဒါပေါ့အခုမှပဲသူဒီအခုဒေါ်နီလာကဒီရက်ွက်ထမ်းမှာဆိုသူကလှုပ်ရှားတယ် ့ तू อ่ะไอ้เลลี่เนี่ยโอ้ดีดอยาไข่มาอ่ะ तू บาลูกซ่าละมาเอ้ยยังน่ารักไอ้เคลลี่เนี่ยกูนี่แหละนะอู้หมอน้องเพลย์ทุกอย่างยาวขึ้นเนาะจ้ะน้องเนี่ยเดี๋ยวไอ้เคลลี่อ่ะกูน่ะสิดีดอนีลาโอ้ซอรี่ดีดอยาไข่มาเนี่ยนี่ล่ะมานี่ล่ะโหปะเนี่ยหยอกสิแหละหนูเนี่ยตุ้มนี้เลยใช่แหละใช่แหละอันเนี้ยกูเนี่ยดูนี่ป่ะแล้วสิอะกู2ยอก2ยอกก็ไปด้วยแต่จองก็ตั้วนี่เนาะดิจองก็ตั้วนี่2ยอกแล้วใช่แหละ17นิดเตียกระดั้นเตียกล่ะโอ้ ယောက်ျားလေးယောက်ျားလေးတယောက်မင်းကလေးတယောက်ပေါ့နော်ဒီအခုအခုလက်ရှိသူအမှုဖြစ်ပွားစဉ်မှာဖြစ်ပါလာတဲ့ကလေးလေးရောကလေးလေးကကျတော့သူဘယ်လိုခေါ်မလဲမီးတော့မီးပဲဒါပေမဲ့ရင်းမဟုတ်ဘူးမင်းသူရဲ့ကုတာဒီဒါလာကဒီတော်နဲ့ကုတာဒီမိမမိမပါလာတဲ့ဒီမောင်လေးယူပါတဲ့မိမမိမနေပါလာတဲ့သမီးမရပါသမီးမရပါသမီးရဲ့ငွေထားတဲ့ခလေးတဲ့ဟာနော်အဲ့လိုတော်လား အဲ့ဒါမဲ့အခုအဲ့ဒါပေါ့လိုင်းမှာဖြစ်နေကြတဲ့ဟာကိုမောင်လေးအဲ့ဒါလေးကိုအစ်စာရှင်းပြပြီးအုံသိခါဆိုတာရှိတယ်အမပြောတာမရှိလို့ပြစ်မှုကိုကျွလုံးပြီးလိုက်တယ်နော်ဒါအမတို့လက်ခံအညာဆောင်ဝင်နေရေးကိုယ့်ရဲ့သားသမီးမင်းတို့ခဲကြောင့်နော်ဒါမျိုးဒါကိုကြီးမားတဲ့အပြစ်မှုတွေအတွက်အမတို့လက်ခံတယ်ဒါကိုသက်ဆိုင်ရာကဥပဒေအရအမပိုင်ရှင်ကမီးလို့သူကလည်းသူဥပဒေအရအရေးယူနေစေနော်ထိုက်တဲ့ဒဏ်ကိုသူကတကယ်လို့တရားဆွလာလို့ရှင်သက်သူခံသူပြစ်ဒဏ်သူခံပါလာတဲ့ဥမာကိုမားတို့ကဝင်ပါလာတာခလေးငယ်လေးအဲ့ဒီခလေးငယ်လေးပါလာတဲ့အတွက်ခလေးငယ်လေးကိုနိုင်တဲ့စီနေ နောက်ပြီးတော့တိုင်မှာကျိုးထုတ်လိုက်ဟဟလာတက်တိုင်မှာကျိုးထုတ်လိုက်ဆိုပြီးတော့လုံးတဲ့ခါမှာဒီတော်ရခိုင်မဆိုတဲ့အမျိုးသမီးကကလေးကိုထိမှာဆိုသူမိခင်တယောက်နေနဲ့မိခင်ပုံစံသူရတကယ်သားသမီးလိုပုံစံမျိုးကသူကကားဝယ်ဆောင်ရှောက်ခဲ့ကားဝယ်ခဲ့တယ်ဟုတ်လားကလေးကိုထိမှာဆိုလို့သူကလေးကိုအထိမခံခဲ့ဘူးဒါကဘလို့ပဲဖြစ်ဖြစ်လေသူမိခင်တယောက်မဟုတ်ပေမဲ့သူတကယ်ဒီပေါ်မှာဒီကလေးပေါ်မှာသူတောင်းဝင်ချေစွာနဲ့သူကားဝယ်ခဲ့တယ်အဲ့တော့ကိုတစ်ဖက်ကနေမင်းမဲဆိုင်ဆန်သွားနဲ့ဒီအပေါ်မှာဟိုတက်တိုင်ပေါ်မှာနေပူစဲတဲ့မှာကျိုးထုတ်ခဲ့တယ်ဟဟလာရင်လွတ်မှုနဲ့နောက်မယ်ဆိုပြီးချိန်ရောက်ခဲ့တယ်ဒီကလေးက စိတ်ထင်ရရသွားမှာအဲ့ဒါကြောင့်မလုပ်သင့်မတိကလေးကလည်းလက်ရှိဒီအပေါ်မှာပြုကျွမ်းလာတာမဟုတ်တဲ့အတွက်အမတို့ကဒီမိမဲဆိုင်ရိတ်ဆန်တဲ့အလုပ်ကိုလုပ်လာတဲ့အတွက်ကအမကတော့ဝင်ပါလာခြင်းဖြစ်တယ်။ဟိုပြုမှုကျွမ်းလုံပြီးတော့ဒီခုံးမှုကိုကျွမ်းလုံခဲ့တဲ့လူကအမတို့ကကာဝယ်ပေးတာမဟုတ်ဘူးနော်။သူ့ဥပဒေရသွားသူခံလိုက်စီအမတို့လုံးဝမခုမြင်ဘူးတာပေါ့နော်။အခုကအခုကလေးကတော့တော့ရခိုင်မကကိုးသွားတယ်တနေ့နှစ်ပေါင်းလဲလို့ဘာလို့မိမို့ဆောင်နဲ့ပြောနေကြတယ်။အဲ့ဒါကတော့အမတို့ကသာဖြေရှင်းနေတာ။အမှန်တရားကိုမြင်ကြတာ။အာတနေ့ကိုနှစ်ပေါင်းနဲ့လည်းမငားဘူး။ကိုးသွားတာလည်းမဟုတ်ဘူး။ ဒါလိုင်းကသူကရှောက်ပဲပြီးပြောကြတာအကုန်လုံးပတ်ဝန်းကျင်ပြီးတယ်ကျွန်တော်ပြောတာမှမယုံဘူးဆိုလို့ရှိရင်ကျွန်တော်မိမကျွန်တော်မဲပါသမီးတော့သူ့ရဲ့အမေကိုလိုက်ရှိလိုက်မေးလို့ရတယ်ခလေးအမေခလေးအမေရဲ့အမေရဲ့အမေလက်ရှိအပေါ်တနေ့ရတဲ့မီဒီယာပေါ်မှာပါတယ်ခလေးအမေရဲ့အမေအမောင်လေးမျိုးသမီးလက်ရှိလိုက်မေးလို့ရတယ်ကျွန်တော်ပြောတာသူပြောတာနဲ့ကျွန်တော်ပြောတာနဲ့မှားခဲ့လို့ရှိရင်ကျွန်တော်ကြိုက်လို့လုပ်လို့ရအခုဟိုဟာဘယ်ရခိုင်မှာပဲရောက်နေပါတယ်လေအမတို့အခုဟာနှစ်တားရစက် စကန်ကခေါ်သွားတယ်ဘယ်တော့နဲ့ခေါ်သွားပါလဲမနေ့ရှင်းတယ်ခေါ်တဲ့ချိန်ကတော့ကျွန်တော်မရှိဘူးကျွန်တော်ပြန်သွားပြီမနေ့ရှင်းနိုင်ကွယ်တော့ပြန်မနေ့စားအခုဒီနေ့မနေ့မှခေါ်တာလားအရင်နေ့တည်းကခေါ်ပါညလည်းခေါ်သွားတယ်ညခေါ်တာဘယ်ကခေါ်တာဒီက21ရက်နေ့ပေါ့နော်21ရက်နေ့ဘယ်ချိန်လောက်ကစကန်ကခေါ်သွားပါလဲ9နိုင်ရှင်းနိုင်ကွယ်9နိုင်ကြာပဲဘယ်ချိန်လောက်မှအခုမနေ့4နိုင်ပြန်ရောက်မနေ့4နိုင်ပြန်ရောက်တယ်စစ်မေးတာပေါ့နော်စစ်မေးပြီးတော့အခုဒီဒီနေ့ထပ်ခေါ်သွားတယ်ပေါ့ဒီနေ့22ရက်နေ့မှာအဲ့သူ့စစ်စေးမေးမျက်နှာလည်းဘာမှမသိရသေးဘူးအခုတခါခေါ်သွားတာလည်းဘာမှမသိရဘူးဩ4နိုင်လောက်ပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့မှအခုပြန်ခေါ်သွားတာသူသူ ့ခုအနေထားသတင်းပါကြားသေးလဲပြန်လာပြီပြန်လာပြီလို့ကျင်းတယ်ဟုတ်လားကျမတို့ကအခုလာရတာကအမှန်တရားတော့ဟောကလေးဖေရောကလေးအမေရောကျွန်တော်အမေရောအတူတူပြန်လာတာဟုတ်ကဲ့ပါကျမကအခုအမှန်တရားပေါ့နော်အမှန်တရားတော့ကိုလာခိုးတဲ့သူကိုကျမတို့ကကာကွယ်ပေးတာမဟုတ်ဘူးနော်ဒီကိစ္စမှာခိုးတဲ့သူကိုကာကွယ်ပေးတာမဟုတ်ဥပဒေရသူထိုက်တဲ့နဲ့ပြစ်တဲ့အောင်ခံဟုတ်လားဒါပေမဲ့တစ်ဖက်မှာကဒီပိုင်ရှင်ကမင်းမဲ့ဇယိုက်ဆန်တော့ဒါဆမအခုဒီနေ့တင်ဆက်ရမယ့်သတင်းလေးကအခု ိုနေ့ကဟိုအခုဖြစ်ပေါ်နေတဲ့ဒီလက်ရှိ line ပေါ်မှာပြောများနေတဲ့ဒီအခုတွေ့သားသူเนาะဆိုင်အထဲဆိုင်ပိုင်ရှင်နဲ့ဟိုဒီခိုးယူခံရတဲ့ကိစ္စပေါ့เนาะကျွန်မပြောပါမှာကမနေ့က22ရက်နေ့မှာညနေပိုင်းမှာကျွန်မသူတို့စီကိုဒီခိုးတဲ့တွေ့သားသူအထဲဆိုင် မှာခိုးတယ်ဆိုတဲ့တော်ပါနော်ဟိုဒေါ်ရခိုင်မအိမ်ကိုကျွန်မရောက်ရှိခဲ့တယ်မနေ့ကဒါလေးတွေကိုကျွန်မမိဘပြည်သူများသိရှိအောင်လိုက်လွတ်ပေးခဲ့ခြင်းဖြစ်ပါတယ်နော်ကျွန်မရောက်ရှိနေတဲ့အချိန်မှာဒီဒေါ်ရခိုင်မခေါ်ဒေါ်မြင့်မြင့်ဆန်းကနော်ဒီခိုးပါတယ်ဆိုတဲ့အမျိုးသမီးကဒီအမျိုးသမီးကအိမ်မှာမရှိနေဘူးရဲစခန်းကိုရောက်နေပါတယ်နော်ရဲစခန်းကိုရောက်နေပါတယ်ဟို 21ရက်နေ့ပေါ့နော်21ရက်နေ့ညမှာည8နာရီလောက်မှာတဲ့ဒီစာရဖကလာခေါ်ပြီးတော့ဒီစစေးမင်းမြန်နဲ့မနက်4နာရီလောက်မှာပြန်လွှတ်ပေးခဲ့တယ်။နောက်ပြီးတော့အဲ့အဲ့ဒီနေ့22ရက်နေ့မနက်4နာရီလောက်မှာပြန်လွှတ်ပေးခဲ့တယ်။မနက်ပိုင်းမှာထပ်ပြီးတော့22ရက်နေ့ပေါ့နော်မနေ့ကမနက်ပိုင်းမှာသက်ဆိုင်ရာရဲစခန်းကနေခေါ်ပြီးတော့ဒီဒီ ီဒေါ်ရခိုင်မအပါအဝင်ကလေးရဲ့မိခင်ပေါ့နော်ဒီကလေးဒေါ်ရခိုင်မနဲ့အတူပါဖြစ်အမှုဖြစ်စဉ်မှာဖြစ်ပါပါလာတဲ့ဝေယံထွန်းနော်ကလေးသားလေးဝေယံထွန်းရဲ့မိပါနှစ်ပါးလည်းပါပါတယ်အဲ့ဒီသုံးယောက်ကိုတဲ့ရစကန်ကနေခေါ်ပြီးတော့ဟိုလိုအပ်တာတွေစစ်စစ်မင်းမင်းပြီးတော့ခေါ်ယူနိုင်တယ်နော်ခေါ်ယူနိုင်တယ်လို့သိရပါတယ်မနေ့ကကျွန်မရောက်ရှိနေတဲ့အချိန်မှာဒီ ဆက်သွယ်ပြီးတော့ဖုန်းနဲ့မင်းမြန်လိုက်တဲ့အခါမှာဖုန်းနဲ့မင်းမြန်လာတာအခုရဲစခန်းမှာရောက်ရှိနေတယ်ဒီပေါ့နော်ကလေးရဲ့မိခင်ကလေးရဲ့မိခင်မဆာစီဖြိုးကိုဒီဒေါ်ရခိုင်မရဲ့သားဝင်းသူရဆိုခါခွေးဝင်းသူရဆိုခေါ်ကလားနော်ဟိုသူကနေပြီးတော့ကျွန်မချေမှာဖုန်းဆက်ပြီးတော့ခေါ်ပြီးတော့အချိုးအချောင်းကိုမင်းမြန်တဲ့အခါမှာကျွန်မတို့ကကြားသိရတယ်ဟိုအခုရဲစခန်းရဲ့အခြေအနေမှာဘာတွေဟိုဘာတွေရစကမှာဘလို့အခြေအနေတွေရှိတယ်လို့လှမ်းပေးတဲ့အခါမှာသူတို့တွေကဒီဥပမာပေါ့နော်ဟိုစခန်းကနေပြီးတော့ ဟိုဟာပေါ့ဂျေးအေးကြောင့်လက်မှတ်ထိုးခိုင်းနေပေါ့နော်ဂျေးအေးကြောင့်နှောက်ဦးနှစ်ဖက်ဂျေးအေးကြောင့်လက်မှတ်ထိုးခိုင်းနေဆိုတဲ့သတင်းကိုကြားသိရပါတယ်နော်အဲ့တော့မနေ့ကကျွန်မပြောချင်တာကအဓိကကတော့မနေ့က22ရက်နေ့မှာတင်ဒီခုတွဲသားသူအထက်ပိုင်းအထက်ဆိုင်မှရှင်နဲ့ကိုယူသူဒီဒေါ်ရခိုင်မတို့နှောက်ဦးနှစ်ဖက်ဟိုကိုယူသူနဲ့တော်ရခိုင်မအပါဝင်သူကလေးမိခင်เนาะမိခင်မိဘနှစ်ပါဖြစ်တဲ့ဒီကိုအောင်ကိုစော်နဲ့မဆာချီတို့တော့သုံးယောက်တို့ကဒီတက်ဆိုင်ရရဲစခန်းမှာเนาะနှိမ့်နိုင်ပြီးတော့နှုတ်နှစ်ဖက်ဂျေးအေးเจ้าကို ဒါလက်မှတ်တွေထိုးပြီးတော့တို့သဘောတူညီချက်နဲ့လက်မှတ်တွေထိုးပြီးသွားပါပြီအခုသက်ဆိုင်ရာကိုမနေ့ကပါတော့နော်ဒေါ်ရခိုင်မတော်ကတော့အိမ်ဝင်ညမနေ့ကမာတယ်ညအိမ်ကို၈နာရီပြန်ရောက်တယ်လို့ပြောပါတယ်နော်ဒါသူ့ရဲ့မိသားစုဝင်တွေကနောက်ဦးနှစ်ဖက်ကြေးပြီးသွားသွားကြပါပြီသက်ဆိုင်ရာကနေရာလဲဒါကိုညညနိုင်နိုင်နဲ့လှုပ်တင်လှုပ်ထိုက်တာကိုပြည့်လဲအောင်နောက်ဦးနှစ်ဖက်ကိုပြည့်လဲအောင်လုပ်ပြီးတော့ကြေးအေးချောင်းနော်လက်မှတ်ထိုးပြီးတော့နောက်ဦးနှစ်ဖက်ကြေးအေးချောင်းလက်မှတ်ထိုးပြီးတော့သူတို့ကပို့ဒါပြန်လှုပ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်ဒါကကျမရဲ့မိဘပြည်သူများသိရှိအောင်ကျမက တင်ဆက်ပေးခြင်းဖြစ်ပါတယ်เนาะဒီကိစ္စလေးကိုအခုဒီတွေ့သားသူကိစ္စအထက်ဆိုင်ပိုင်ရှင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီခိုးမှုကိစ္စကိုခိုးမှုခိုင်းလာရခိုးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခု line ပေါ်မှာပါเนาะတို့လောတို့လောညီမျိုးစုံနေနဲ့ပြောဆိုနေကြတယ်ဟုတ်လားအတောင်းရတခုကိုဂါဂနာနာသိအောင်စုံစမ်းပါအခုလက်ရှိဖြစ်စဉ်မှာဒီခိုးဒီအခုမနေ့က live မှာပေါ့เนาะဒီနာမည် လူသိများတဲ့နာမည်ကြီးဒီလူသိများတဲ့ social media တယောက်ပေါ့အဲ့ဒီကနေပြီးတော့သူကမနေ့ကပြောဆိုဝေဖန်လာတာကဟာလာဒီအခုလောက်ရက်တွေပေါ်မှာအခုဒီခိုးမှုနဲ့ပတ်သက်တဲ့ပေါ်မှာဝေဖန်လာတာကဟာလာပရာဟိတသမားတွေနဲ့အခု live ပါကူညီဆောင်ရွက်နေတဲ့သူတွေကိုသူကစော်ကားလာတာထိခိုက်လာတာဟုတ်လားနာမည်ကြီးတင်လို့နော်နာမည်ကြီးတင်လို့မှန်လေနော်ဒီဖုန်းကလည်းတားနေတယ် နမည်ကြီးကျင်လို့လိုက်ပါဆောင်ရွက်နေတယ်နောက်ပြီးတော့ချုပ်ပရဟိတသမားဒီလိုက်ပါဆောင်ရွက်နေတဲ့အပေါ်မှာပရဟိတသမားတွေကဟိုပေါ့နော်ပရဟိတသမားတွေလိုက်ပါဆောင်ရွက်နေသေးတဲ့အကျိုးအမြတ်ကသူတို့အကျိုးအမြတ်မရှိရင်တဲ့ကျမမှတ်ထားတာညောသူတို့ကိုအကျိုးစီးပွားမရှိလို့ရှိရင်ဘာမှမလုပ်ကြဘူးတဲ့အဲဒီသူတို့ရဲ့ကိုအကျိုးစီးပွားမရှိလို့ရှိရင်အဲ့ဒီလူတွေကထိုင်ရာကနေမထချင်ကြဘူးဆိုတဲ့စကားကိုပြောဆိုသွားတယ်နောက်ပြီးတော့သူတို့တွေရဲ့အကျိုးအမြတ်ကဘာလဲဟုတ်လားသူတို့ဒီပရဟိတလုပ်တယ်လိုက်ပါကူညီဆောင်ရွက်တယ်သူတို့ရဲ့ကိုပိုင်ပတ်စံလုပ်ဟိုဖြစ်တည် ဟုတ်သည်ဖြစ်စေဒါမှမဟုတ်ဒီမိဘပြည်သူတွေကနေလူတန်းနဲ့ပျက်စီးဟုတ်သည်ဖြစ်စေဒီပေါ်မှာလိုက်ပါကူညီဆောင်ရွက်ပြီးတော့လှုပ်လိုက်တဲ့ provider အပေါ်မှာသူတို့ရဲ့အကျိုးမြတ်ကဘာလဲတဲ့လူသိလူတွေရဲ့စိတ်ထဲမှာသူတို့တွေကတကယ်လိုက်ပါဟို provider လုံးနေပါလားဆိုတဲ့အတိတရားတွေရသွားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောသွားတယ်နော်နာမည်ကြီးနော်အခုနာမည်လူသိထင်ရှားဟိုမီဒီယာတစ်ယောက်အမားတစ်ယောက်ပေါ့နော် အကိုကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့လိုင်းမနှိုင်းနဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုဟိုတက်လာပြီးတော့အကိုတို့ရဲ့ကိုကြိုးစီးပွားအိတ်ဆိုင်ပြီးတော့အကိုတို့ရဲ့ကိုပိုင်ပတ်စံနေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကယ်စိတ်ရင်းစိတ်မနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကို လိုက်ပါဆောင်ရွက်နေတဲ့ရေဒီအခုလက်ရှိဖြစ်ပျက်နေတဲ့တိုင်းပြည်မှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတော့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းကြီးလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေယူဘက်ဖက်ပြီးတော့ဆွဲယူဖက်တယ်အခုခက်သက်တို့ဥမာတခြားသောမီပိတ်ဒီဘက်ဟိုဘက်ကနော်ဟိုဘက်ကဟိုတခြားသောမီဒီယာတွေနော်မီပိတ်မီဒီယာတွေကတင်တဲ့ခက်သက်တို့မီဒီယာမစီမာတို့အစပေါ့အဲ့လိုမျိုးတွေတင်တဲ့ဟာတွေကိုဖက်ဖက်ပြီးတော့ပြန်တင်နေတယ်လိုင်းပေါ်ကနေတင်လာတဲ့မီဒီယာတမား သတင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မှာဟုတ်လားရှင်တို့တွေကတော့ဘယ်လိုပုံစံမျိုးနဲ့လှုပ်ဆောင်နေကြလဲဟုတ်လားကျွန်တော်တို့မီဒီယာရက်တူဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တူဖို့အတွက်ကေပေးဝိပေးလေးတွေကိုလှူဒန်းပေးကြပါလာစင်ကြီးလေးတွေ3000 5000ဒီဖုံးရလောကွာဟုတ်လားလေလာစင်ကြီးလေးတွေကို3000 5000ဟုတ်လားလှူဒန်းပေးနိုင်ပါလဲဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းလူဝင်ကြောက်ခံနေတာကတော့အခေါ်တော့အတိုင်းပြည်အတွက်လုပ်နေတဲ့မီဒီယာတွေလားကိုယ့်အိတ်ကိုယ်ဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟမ် အတိတရားရှိတယ်ဆိုရင်ရှက်တတ်ပါစေနော်လူကမွေးထားတာမှန်လို့ရှိရင်လူအတိတရားရှိပါစေအခုကျမတို့သွားနေတဲ့လမ်းတွေမှာတိတ်ကြိုက်စော်ကားဖို့မစင်းစားပါနဲ့ကျမတို့လှုပ်ဆောင်နေတာကျမတို့မုံမုခိုင်ယနေ့လှုပ်ဆောင်နေတာမြေသူတအူးတယောက်မှကျမရှောက်လန်းနေတာကမှအလူငွေတရားပြားတစ်ချက်မှကောက်ခံခြင်းမရှိဘူးနော်ကိုပစံကိုအိတ်ကိုစားသူနော်အထယ်ဆိုင်မှာသွားပြီးတော့သွားရောက်ဖို့ယူခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဒီဒီအခုတော်ရက်ခိုင်းမှာပေါ့နော်သူ့မှာပါဝင်လာတဲ့ကလေးနဲ့ပတ်သက်ပြီးတော့အခုဒိုင်းမော်မှာနော် ပေါက်ပန်း40ထင်ရမြင်ရတယ်ရှောက်ပြောနေတာမသိဘဲနဲ့သူများကရောင်းလို့လိုက်ရောင်းတဲ့ဟာမျိုးတွေမလောက်ပါနဲ့တိတ်တိတ်ချာချာမြေပြင်ဆင်းပြီးတော့ပတ်ဝန်းကျင်ကအဆအဆုံးလေးလာပါနော်ဒီခလေးကအခုအဓိကပြောရမှာတော့အဲ့ဒီမှာကဟိုပါပေါ့နော်မခန့်နိုင်မှုမခန့်နိုင်ဝင်ဝင်နဲ့မခန့်နိုင်ဝင်နဲ့ဒီအခုခလေးရဲ့ပိုင်ရှင်ခလေးရဲ့မိခင်မဆာတီဖြိုး အဲ့အမျိုးသမီးနဲ့ဒီ view ခေါ်ပြီးစကားပြောလိုက်တဲ့အခါမှာဒီမျိုးသမီးပြောလိုက်တဲ့ဟာတွေကမှားတယ်နောက်ပြီးတော့စကားပြောလိုက်တဲ့လုပ်ရက်တွေကမှားသွားတယ်နောက်ပြီးတော့သူ့ကိုမီဒီယာတကွပြီးတော့လာရောက်ပြီးတော့မင်းမြန်းတဲ့အခါမှာသူပြောလိုက်တဲ့စကားတွေကမှားတယ်မှန်မှန်ကတော့ဒီအမျိုးသမီးကကျေးဇူးကမ်းတာကျေးဇူးကမ်းတာနော်ဒီအခုသူပြောလိုက်တဲ့စကားတွေမှာတချို့ຢာတွေမှာဒီအခုတော့ဟိုတော့ဒေါ်ရခိုင်မကိုသူမတည်ဘူးဆိုတဲ့အကြောင်းသူ့ခလေးကိုခိုးယူသွားပါတယ်ဆိုတဲ့အကြောင်းကိုသူတို့ပုံမှန် မီဒီယာမှာဟိုမခိုင်နေဝင်နေပြောတဲ့ဇာတ်မှာသူတို့ဟင်းသီးကြီးနဲ့သွားခုနေတဲ့အချိန်မှာသူကလေးကိုခိုးယူခံရပါတယ်ကလေးပြောက်သွားပါတယ်ဆိုတဲ့ဇာတ်တွေနောက်ပြီးတော့ဒေါ်ရခိုင်မကိုသူရှေ့ပိုင်းမှာပြောထားတာကဒီဒီအမျိုးသမီးကကလေးကိုသူ့ကလေးကိုမနေ့ပိုင်းလာခေါ်တယ်နေ့မနေ့လာခေါ်ပါတယ်နေ့ကင်းပိုင်းလာပို့တယ်ခိုင်ကျညနေလာပို့တယ်မဟုတ်ဘူးပေးသွားပါတယ်ဆိုတဲ့ဟာကိုပြောပါတယ်သူ့ ဒီကလေးကို तू အဲ့လိုမျိုးပေါ့နော်ဒီမနက်လာခေါ်ပြီးနေ့ခင်းပိုင်းမှာလာလာပြတ်အပ်သွားတာအဲ့ဟာကို तू သိရပါတယ်ဆိုတဲ့စကား तू သိရပါတယ်ဆိုတဲ့စကားအဲ့လိုစကားလို့ तू ပြောစရာမလိုဘူးနော်အဲ့လိုမျိုးပြောရတယ်မှာကဟိုမှာရက်ွက်ထဲကတခြားသောလူတွေကနေပြီးတော့ဒီလိုဟာမျိုးကိုဒါကျမတို့ကတော့မသိဘူးဒီမျိုးသမီးကတော့ဒီကလေးကိုဒီလိုအချိန်မှာလာယူသွားတယ်နေ့ခင်းနေ့လမှာလာပြတ်အပ်သွားပါတယ်ကျမတို့ကတော့ဒါမျိုးသိရပါတယ်ဆိုတဲ့စကားမျိုးကိုတခြားသောမိဘပြည်သူတွေကပြောရမှာနော်ခမားကအမက ကလေးပိုင်ရှင်ကပြောစရာမလိုဘာကြောင့်လဲမပြောရဘူးဆိုတော့အမတို့ကသူတို့ကမိသားစုလိုပုံစံမျိုးသူ့သားရဲ့မိန်းမရဲ့ယူထားတဲ့အဲ့အမယာမိန်းမအမျိုးသမီးကနေပါတဲ့မရေပါသမီးကနေအမမရေပါသမီးအမကနေရထားတဲ့ကလေးအဲ့ဒီအမကလေးကိုနော်အဲ့ဒီမတူစာဖြိုးအဲ့မဆာချီဖြိုးကလေးနော်အမရဲ့ကလေးကိုအဲ့ဒီအမျိုးသမီးတို့ကတော့နော်ဒေါ်ရခိုင်မဆိုတဲ့သူက အမမွေးထားတဲ့လာသားအရွယ်၃လ၅လဒီကလေး၃လလတဲ့အသားသေးကဒီအမျိုးသမီးဒီဒေါ်ရခိုင်မဆိုတဲ့သူက နော်ပြုစုစောင့်ရှောက်လာတာဒီအရွယ်အထိပြုစုစောင့်ရှောက်လာတာဂယုတဆိုင်နဲ့သူ့သားသမီးကဲ့သို့သူ့သားတကယ်သို့သူကဝဲဆိုပြုစုစောင့်ရှောက်ပြီးတော့အမားတို့ကဒီကလေးရဲ့စရိတ်တရားစာသူတတ်နိုင်တယ်လို့ပေးခဲ့တာဟုတ်လားနော်သူ့သားရဲ့သူ့သားလေးသေသွားတဲ့သူ့သားနဲ့တူလို့ဒီကလေးပေါ်မှာတန်ရောစင်အရန်ရှိပြီးတော့ပေးနေတာအဲ့ဒီအမျိုးသမီးမှလည်းဒေါ်ရခိုင်မမှလည်းကလေးနှစ်ယောက်ရှိတယ်သူ့ရဲ့ညီးတွေပေါ့ရှင်သားသမီးတွေကပြတ်သွားတဲ့ညီးတွေအဲ့ကျမမနေ့ကလိုက်မှတွင်လိုက်ပြီအဲ့ဒါကို ဒီကလေးကိုဒီအသက်ရွယ်ဒီပြုစုစောင့်ရှောက်ပြီးတော့နေ့တိုင်းလိုတိုင်းဟာကိုသူကမသိတယ်လို့လည်းမသိရင်ကလေးခိုးသွားတဲ့ပုံစံမျိုးဟာလာတချို့သောလူတွေကအဲ့ဒါမျိုးတို့လောတို့လောပြောတဲ့အခါမှာတနေ့ကိုပဲနှစ်တောင်းဒီကလေးကိုငှားပြီးတော့ဟိုမှာခိုးမှုကျွလွန်နေပါတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမပြောရဘူးတစ်ဖက်သားမှာလက်ကုံသိခါရှိတယ်သူ့မှာအကြောင်းအမျိုးမျိုးကြောင့်သူ့ရဲ့အသက်အရွယ်ရအရန်ခက်ခဲလို့ ဒီပစ္စည်းကိုတွားရောက်ခိုးယူတယ်နော်ခိုးယူတဲ့အပေါ်မှာခိုးယူရတဲ့ပစ္စည်းကလည်းတံခိုးကြီးတာတွေမဟုတ်ဘူးဒါကိုကျွန်မကသဖို့လက်ခံအားပေးတာနော်အဲ့ဒီကလေးမိခင်မဆာတီဖြိုးကနေပြီးတော့ဒီမီဒီယာတွေကိုပြောလိုက်တဲ့အရှိပြောလိုက်တဲ့တချို့သောစကားတွေမှာမိဘပြည်သူတွေရဲ့ရှင်ထဲမှာတမျိုးထင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးကိုဒါကကျွန်မဒီလိုပြောနေရတာဒီအမျိုးသမီးဘက်ကနားလို့မဟုတ်ဘူးနော်သဖို့ဘက်ကနေအားပေးနေတာမဟုတ်ဘူးနော်သူမရှိလို့အကြောင်းမျိုးမျိုးကြောင့်သူဒီခိုးမှုကိုကျွလွန်သွားတာသူ့ပြစ်ကိုသူခံကျွန်မပြောပြီးသား ဒီအပေါ်မှာဒီအမျိုးသမီးမဆာကြီးဖြစ်သွားသူ့သားသမီးကိုခလေးလာသားရွယ်တဲ့ကစောင့်ရှောက်လာတဲ့ကနောက်ပြီးတော့သူတို့နဲ့ပတ်သက်ရပတ်သက်ကြောင်ဆွေမျိုးမကင်းနေဖြစ်နေတာကိုသူကမသိတဲ့လူမျိုးနဲ့ဒီအမျိုးသမီးကိုမသိတဲ့လူပုံစံမျိုးနဲ့ပြောထားခဲ့တယ်သူ့ခလေးကိုကိုးသွားတယ်ဆိုတဲ့ပုံစံမျိုးကိုကသူကပြောထားတဲ့အပေါ်မှာဒီအမျိုးသမီးကကျေစုကန်းတာလက်ရက်ကွက်လုံးဒီအခုတော့သူတို့နေထိုင်တဲ့ဒီမဆာကြီးတို့တို့နေထိုင်တဲ့ရက်ကွက်ကမိဘပြည်သူတွေအကောင်လုံးသိတယ်ဒီကိစ္စတော့ကိုဘယ်သူမှလက်မခံဘူးဒီလိုပြောဆိုမှုမျိုးကိုနော်အကောင်လုံးကသိပြီးသားသက်ဆိုင်ရာကလည်းတွားရောက်စုံစမ်းလို့ရတယ်ဒါတွေကိုစုံစမ်းပြီးလို့အခုဒါပေါ်ပေါက်သွားပြီ ကျွန်မပြောချင်တာကအဓိကကနော်တစ်ဖက်မှာလည်းသူ့အကြောင်းမျိုးမျိုးကြောင့်ဒီလိုပြစ်မှုတွေကျူးလွန်လာပါမိဒီမမှန်တဲ့လှုပ်ရက်မျိုးမမှန်တဲ့စကားမျိုးတွေကိုမပြောဆိုပါနဲ့တစ်ဖက်မှာလည်းဘာပဲပြောပြောသူ့အတိုင်းတာတစ်ခုနဲ့သူ့ဂုံသိက္ခာရှိတယ်အခုဒီဟာကိုသူ့ကလေးကိုသူ့အသမီကဲသူ့မိဘကဲသူ့သူဒီကလေးလေးကိုအရန်ချက်ပြီးတော့သူ့မိဘအရင်ကဲသူ့မိဘတယောက်ကိုကာကွယ်စောင့်ရှောက်ပြီးတော့ဒီဟာလေးဒီကလေးလေးကိုချက်လို့သူထိန်းကြောင်းလာတဲ့ကလေးပေါ်မှာဒီလိုစော်ကားမော်ကားမပြောရဘူးလေဟုတ်လား နော်အမှန်တကယ်ကလေးကိုခိုးယူပြီးလှုပ်ရှားနေတာလည်းမဟုတ်ဘူးဒါအမားတို့တွေအတီဆုံးဒီရက်ွက်ကလူတွေအတီဆုံးပဲဒီအပေါ်မှာပြောလိုက်တဲ့အတွက်အခုတချို့တွေကမျိုးမျိုးဝေဖန်လာတယ်ပေါ့နော်ဒီကလေးကိုတရရတရက်ကို2000ကားပြီးတော့ဒီခိုးမှုကိုပြည့်စုံပြီးကျူးလွန်နေတာပါကျမတို့စုံစမ်းသိရှိတော့ရပါတော့တခြားသောမျိုးနေတွေမှာဒီမျိုးသမီးတော့ရခိုင်မအမျိုးသမီးကတခြားသောမျိုးနေတွေတခြားသောနေရာတွေမှာပြည့်မှုကျူးလွန်ထားခြင်းရှိမရှိတော့ကျမတို့မသိဘူးလက်ရှိကတော့အခုသူနေထိုင်တဲ့ဒီအခုရွှေပြည်သားပေါ့နော်သူအခုလက်ရှိနေထိုင်တဲ့ရွှေပြည်သား28ရက်ကွာကျမမနေ့ကသွားရောက်ခဲ့တဲ့သူတို့နေရာမှာ တက်ဆိုင်ရနေမြေရဆက်ခန့်နေမှာဒီရက်ွက်တွေမှာသူကပြည့်မှုကျူးလွန်ထားခြင်းဘာတစ်ခုမှမရှိဘူးဆိုတော့မှတ်တမ်းတွေကျမရှိရခဲ့တယ်ဒီဒီဒီဒေသခံတွေဟာဒီပြောဆိုခဲ့တဲ့အားတွေကိုကျမရရှိခဲ့တယ်သိရှိခဲ့တယ်เนาะဒါကျမလိုက်ပေါ်ဒီကျမရဲ့အကောင့်ကနေတင်ထားပေးတာဒီကိစ္စတွေပေါ့เนาะကျမပြောချင်တာကအဲ့လိုမျိုးကိုထိခိုက်စေမဲ့ဟာမျိုးကိုသူတို့မှလည်းသူတို့ခုံသိခါရှိတယ်เนาะကျမပြောတာကအဓိကကကိုကျမပြောချင်တာကတချို့သောလူတွေကဒီခိုးမှုတခိုးဆိုတဲ့ဟာကိုမလုပ်ချင်ကြပါဘူး เนาะအကြောင်းမျိုးမျိုးကြောင့်တာလောက်ချင်တာတော်ချိုးကြတော့လေခြေတွေလက်တွေတန်တန်မာမာကြီးတွေငယ်ရွယ်ပါလေရဲ့ကျမ်းမာကြီးကောင်းနေပါလေလေခြေတွေလက်တွေတန်တန်မာမာရှိပါလေနဲ့သူတို့ရဲ့ဗီဇမျိုးရိုးမကောင်းလို့เนาะဒီခိုးရတဲ့မှုတွေကိုတမင်တကာလောက်ကင်စားတော့ပြီးတော့လောက်ကင်စားတော့နေတဲ့လူတွေလည်းရှိတယ်เนาะတချို့သောလူတွေကကိုယ့်ရဲ့ ခက်ခဲစီးပွားဥစ္စာမရှာနိုင်လို့သူတို့ရဲ့အသက်အရွယ်ကမရှာနိုင်လို့ကျန်းမာရေးကမရှာနိုင်လို့အရန်ဒုက္ခဆင်းရဲလျှောက်ပြီးတော့သူတို့ရဲ့သားသမီးမြင်းမြစ်တွေဆင်းရဲဒုက္ခငတ်ပြတ်နေတဲ့အချိန်မှာအဲ့လိုမိဘတွေကသူတို့သားသမီးတွေကိုငတ်နေတဲ့ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာဘယ်လိုမိဘကမှထိုင်ပြီးတော့အငတ်ဆင်းရဲခံတာကိုမကြည့်ဘူးသူတို့ဖြစ်ချင်တာဖြစ်ဒုက္ခဆင်းရဲရောက်သူတို့နောက်ဆုံးသေသေးသူတို့ထောင်ကြကြသူတို့ရရဟာကိုရှာကျွေးမယ်ဆိုလဲစိတ်နဲ့အစိုးရဒီလိုပြစ်မှုမျိုးကိုကျွလွန်တာရှိတယ်ခင်ဗျားတို့ဟိုလှိုင်းသားကကိုကြီးပြောတယ်လို့ခင်ဗျားတို့ နော် line ပေါ်မှာ social media ပေါ်မှာဒီတွေ့တာသူအထယ်ဆိုင် ပိုင်ရှင်နဲ့ဒီခိုးခဲ့သူသူ့ဆိုင်ရဲ့ပစ္စည်းကိုခိုးခဲ့သူဒေါ်ရခိုင်မတို့အကြောင်းနော်နောက်ဦးနှစ်ဖက်ဟိုမှာအမျိုးမျိုးပလောထပြီးတော့ဟိုမှာဝေဖန်ပြောဆိုပုတ်ခတ်နေသလိုချီချူးနေကြတဲ့သူတွေကလည်းအများကြီးဟာလားနီးနှစ်ဖက်ပေါ့နောက်ဦးနှစ်ဖက်ပပေါင်းဆောင်မှနေပြီးတော့ဝေဖန်ပုတ်ခတ်ပြောဆိုနေတဲ့သူတွေရှိသလိုတစ်ဖက်ကလည်းဒီပေါ်ရင်မှာဟိုလိုက်ပါဆောင်ရွက်ပေးနေတဲ့လူတွေကိုဟို ခြေတူးပြောဆိုနေတဲ့သူတွေလည်းရှိပါတယ်เนาะဒီကိစ္စလေးကိုကျွန်မသိအောင်ရှင်းပြမှာကเนาะတချို့တော့မိဘပြည်သူများเนาะဟိုတပွဲတို့အတ္တိတရားလောက်နဲ့နော်ဒီတခွာလောက်အတိတရားလောက်နဲ့ဝေဖန်ပြောဆိုနေကြတဲ့အတိတရားတွေကိုကျမဒါကအခုသိရှိအောင် message အဓိက message ပေးတင်တာပါနော်ကျမတို့ကအခုဒီပရာဟိတသမားတွေတချို့သောပရာဟိတသမားတွေကျမတို့ကလိုက်ပါဆောင်ရွက်နေတဲ့အခါမှာလိုက်ပါဆောင်ရွက်နေရခြင်းစီတခိုးအားပေးမဟုတ်ဘူးနော်တခိုးကအူညီခြင်းလို့မဟုတ်ဘူး နော်သခိုးကိုဥပဒေနဲ့အညီတတ်ဆိုင်ရကိုအပ်ပြီးတော့အရေးယူစောင့်ပြဖို့မင်းမဲစရိုက်တဲ့ဆိုင်နဲ့ပုံစံမျိုးကိုမလုပ်ဖို့နော်မင်းမဲစရိုက်ဆိုင်နဲ့ဒီလိုလူမြင်ကွင်းမှာတစ်ဖက်မှာခိုးတာတော့သူခိုးသူပဲဖြစ်ဖြစ်ဂုံတိတ်ခါကိုကြာစင်းစေမယ်မင်းမဲစရိုက်ဆိုင်နဲ့မင်းမဲစရိုက်ဆိုင်နဲ့ပုံစံမျိုးကိုလူမိုက်ဆန်ဆန်ပြုတ်ကျင်းတဲ့လောက်ရမျိုးမလုပ်မလုပ်သင့်ဘူးဆိုတာဟိုပြပကျင်းလာနောက်ပြီးတော့ဒီပေါ်မှာပါလာတဲ့အပြစ်မဲ့ခလေးအလူရွေးမဲ့မရောက်သေးတဲ့ခလေးကိုပါနော်ထိခိုက်မျက်နာစေတယ်ဒီခလေးရဲ့အနာဂတ် ်ချင်းချင်းပြောလို့ရှိရင်ဒီကလေးကိုပန်းကောင်းအညွှန်ချိုးလိုက်တယ်လို့ဖြစ်သွားမယ်ဟုတ်လားမဆိုင်တဲ့ကလေးကိုဒါကိုနှိမ့်ဆက်ညှင်းမှန်းရတဲ့အထက်မှာပါပါဝင်တဲ့အတွက်ကျမတို့ကဥပဒေနဲ့အညီလိုက်ပါလောက်ဆောင်နေတာဒီတခိုးကိုကာကွယ်ပေးဖို့မဟုတ်ဘူးနော်တခိုးကိုဥပဒေနဲ့အရေးယူဆောင်ရကမှာတဆိုင်ရကနဲ့အရေးယူဆောင်ရမှာဒီကိုတဆိုင်ရကအရေးယူဆောင်ရမှာလဲတဆိုင်ရကလုံးလို့မရဘူးပိုင်ရှင်ကိုတိုင်းတရလို့လောက်မှာဆွဲမှာရမှာနော်သူကိုတိုင်းတရလို့ရောက်ပြီးဆွဲမှာရဲစခန်းကရေးယူလို့ရမှာရဲစခန်းကဒါကိုရေးယူလို့မရဘူးစစ်စစ်မင်းမြန်လို့24နာရီတည်းကြော်ပြီးခေါ့ ခေါ်ယူစစ်သေးပိုင်ဝင်မရှိဘူးเนาะတရေလိုကနေအေးယူစစ်သေးမှရမယ်ဒါကိုဟုတ်လားကျမတို့နီးမျိုးစုံနဲ့ပုတ်ခတ်ပြောဆိုနေတဲ့နာကိုပါပေါ့ဟိုတပွဲတို့ညံရှိတဲ့လူတွေကျမကအဓိကမက်ဆေ့ပေးချင်တာကကျမတို့ကတရားဥပဒေစိုးမိုးမှုကိုလိုချင်တာเนาะတရားဥပဒေစိုးမိုးမှုရှိတဲ့မျိုးရွာဒေသတွေတိုင်းပြည်တွေမှာဘလောက်အေဂျင့်တာရလဲเนาะဘလောက်အေဂျင့်တာရလဲပြည်သူတွေစိတ်ချမ်းသာစွာအေဂျင့်တာရစွာနဲ့ နော်နောက်ကျောလုံစွာနဲ့ဘလို့နေထိုင်သွားလာရတယ်လဲဆိုတာကိုကျမတို့ကပေါ်လွန်စေတယ်ဥပဒေစုံမမှုမရှိတဲ့နေရာမှာနေထိုင်ရတဲ့မိဘပြည်သူတွေနော်မိဘပြည်သူတွေရက်ရွာဒေသအဲ့ဒီမိဘနေထိုင်တဲ့မိဘပြည်သူတွေအဲ့ဒီတိုင်းကြီးမှာတရားဥပဒေစုံမမှုမရှိတဲ့တိုင်းကြီးမှာဘလောက်ဒုက္ခဆင်းရဲရောက်လဲဟမ်မင်းမဲ့ဆရာိုက်ဆန်တဲ့ပြုတ်ချက်မျိုးတွေလောက်လဲအဲ့ဒါတွေကိုကျမတို့ကချိန်ထိုးပြီးမိမောင်းထိုးပြနေတယ်အခု ဒီပြဿနာဖြစ်ပွားတဲ့နေရာမှာတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာဒေသမှာဖြစ်ပွားပွားတဲ့အတွက်မင်းမဆဲဆန်ဆန်လုပ်လို့မရဘူးဥပဒေစိုးတာရှိတယ်တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာမရှိတဲ့လုံရက်တွေကိုရှိအောင်ကျမတို့တွေကနေလုပ်ပေးရမှာလမ်းကြောင်းမှန်ကိုတင်ပေးရမှာဟုတ်လားအခရီးလိုက်တာ